second derivative test of local maxima local minima ကိုလီရောဆရာတော် first derivative test for local maxima minima အခုက second derivative test for local maxima minima ဟုတ်ပြီဆရာတို့ first derivative တက်မှာကျတော့ဆရာတို့ဘာလုပ်ရမလဲဆိုလို့ရှိရင်ဇရားဆွဲရတယ် plus ကနေပြီးတော့ minus ကိုသွားမယ်ဆိုလို့ရှိရင် local maximum ဖြစ်ပြီးတော့ မိုင်းနက်ကနေပြီးပလက်ကိုသွားမယ်ဆိုရင် local minimum ဖြစ်လက္ခဏာတွေဘာဖြစ်လဲဆိုရင်ချိန်တာအခုကဆရာတို့ဟာဒါက second repeat ဆိုဆိုဆရာပြောတဲ့လက္ခဏာချိန်တာကပါလေ first repeat ဟုတ်ပြီနော်ဆရာဆိုရင်အခု second repeat မှာဆိုလို့ရှိရင်ဘယ်ချိန်မှာ local minimum ဖြစ်ပြီးတော့ဘယ်ချိန်မှာ local maximum ဖြစ်မလဲဆိုလို့ရှိရင် f double blind or ag ရာ ီးတို့တဲ့ကြီးမဲ့ဆိုလို့ရှိရင် local minimum ဖြစ်ပြီးတော့ဇီးတို့တဲ့ကြီးမဲ့ဆိုတော့ဘာဖြစ်သွားလဲဖလက်ဖြစ်သွားဟာ local minimum ဖြစ်ပြီးတော့ local minimum ဖြစ်ဖြစ်တယ်ဘယ်မှာလဲဆိုရင် at h equal to c ဆိုတဲ့အမှန်ဟုတ်လားနောက်တစ်ခု f double r ရော a g ရ ့0တက်နေမယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုရင် local မက်ဆီမက်ဆီမန်ဖြစ်တယ်ဟာ h ကျွဲတူ c ဆိုတော့အဲ့ညမှာဒီမှာကြီးတယ်လည်းပြောသေးတယ်ဒီမှာ minimal လည်းပြောသေးတယ်နော်ဒါဘာလဲဆိုလို့ရှိရင်ဒီလိုစက်ကြံပဲဖြစ်နေဟဟာနော်ငယ်လို့ရှိရင်ဒီမှာမက်ဆီမန် f double plus a ကြီးက0နဲ့ကြီးမယ်ဆိုလို့ရှိရင် local minimal ပြစ်ပြီးတော့ app double prime of ag ကလက်တန်း0ပြည့်မယ်ဆိုရင် local မစီမံဖြစ်ဟုတ်ပြီ app double prime of ag က0တဲ့ကညီးနေမယ်ဆိုလို့ရှိရင်ဆရာတို့ဒီ second derivative လောက်တဲ့ test ကြီးကဘာဖြစ်သွားလဲဆိုရင်ကြာရှုံးသွားတယ်ဒီကောင်ကြီးနဲ့အတုံးပြုလို့များတော့ဒီကောင်ကြီးကအတုံးဝင်တော့ဟုတ်ပြီနော်ဆရာတို့ local money minimum နဲ့ local maximum ကို second derivative test နဲ့ test လုပ်တဲ့အခါမှာ zero ရက်ကြည့်ရင် local minimum ဖြစ်ပြီးတော့ zero ရက်ငယ် local maximum ဖြစ်တယ်။ app double brown အကြီးအကဲနဲ့ zero နဲ့လာညီသွားမယ်ဆိုရင်ဆရာတို့ဒီ second derivative test ကကြာကြာရှုံးသွားတယ်။ဘာဖြစ်လဲဆိုရင်စမ်းသပ်လို့မရတော့ဘူးဒီကောင်ကြီးကအတော့ဝင်တော့ဘူးဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ဆရာတို့က app double brown အကြီး zero နဲ့ညီမယ်ဆိုလို့ရှိရင် second derivative ် derivative တက်ကြည့်ရ fail fail ဖြစ်သွားနော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီအချိန်မှာကျွန်တော်ဘာပြန်လုပ်ရမလဲဆိုလို့ရှိရင် first derivative နဲ့ဘာလုပ်မလဲဆိုပြန်ဆက်ရ first derivative နဲ့ဘာလုပ်ရမလဲဆိုရင်ပြန်ပြီးတော့စက်ကနားလည်းမနော်ဒီကနားလည်းမနော်ပြန်ဆက်ရမယ်အဲ့ဒီလိုမျိုးပြန်ဆက်တဲ့အခါမှာ a fly off အဲ့ကလက္ခဏာချင်း လက်ခဏာမပြောင်းလိုက် if impression flight kit အရေးစရာဝဲပြောင်းအောင်တင်ချာလေးနားတော့တင်ချာလေးပြန်လုပ်ပြောင်းဆက်လို့ at the variable of ag ya 0နဲ့တိုင်းသွားမယ်ဆိုရင် secondary derivative တက်ကြည့်တာဖေးဖြစ်သွားအဲ့ဒီခါမှာဆရာတို့ဟာ strike h နဲ့ပါလို့မယ်ဆိုရင်ပြက်စစ် first derivative နဲ့ပါလို့မယ်ဆိုရင်ပြက်စစ်အဲ့လိုပြက်စစ်တဲ့အခါမှာကျတို့ local minimum လည်းဖြစ်နိုင်တယ် local maximum လည်းဖြစ်နိုင်တယ်နှစ်ခုစလုံးလည်းမဖြစ်နိုင်ဘူးဒါမှမဟုတ်လို့ရှိရင် impression point လည်းပါပြလဲဆိုရင်ဖြစ်နိုင်ဟုတ်နော်အဲ့လိုမျိုးပြက်စစ်တဲ့အခါမှာ apply of ag ရဲ့လက္ခဏာကမပြောင်းဆိုလို့ရှိရင် impression point ဖြစ်ဆော့ဆော့ပုံနဲ့ရောမယ်နော်ဆော့ဆော့ကအပုံတုံးက app double line နော် app developer အဲ့ကလက္ခဏာမပြောင်းလို့ရှိရင် impression point မရှိဘူးအခုက apply တော့ first derivative of h apply အဲ့ကလက္ခဏာမပြောင်းလို့ရှိရင် impression point ဒါဖြစ်လို့ဖြစ်ရှိ ok ပြန်လို့ကဒီတိချာချာလေးနားတော့နော်ပြန်လို့ကအဲ့တော့ဆရာတို့ secondary derivative နဲ့ဆရာတို့ local minimum နဲ့ local maximum ကို test လုပ်အဲ့လို test လုပ်တဲ့အခါမှာ f double prime of h က ဇီးရိုးနဲ့ကြီးလို့ရှိရင်လေ local minimum ဖြစ်မယ် app double blind က less than 0 0နဲ့ငယ်မယ်ဆိုရင် local maximum ဖြစ်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့ app double blind ကအဲ့ကြီးရ0နဲ့တော့ညီသွားမယ်ဆိုရင်ဒီ second derivative တက်ကြီးရ fail ဖြစ်သွားအဲ့လို fail ဖြစ်တဲ့အချိန်မှာ f blind ရော h နဲ့ဘာဖြစ်လဲဆိုရင်ပြန်ပြီးရောဆက်ရ first derivative နဲ့เนาะတက်စ်တက်စ်ရက်ကမှာ local maximum နဲ့ဖြစ်နိုင်တယ် local minimum လည်းဖြစ်နိုင်တယ်နှစ်ခုစလုံးမဟုတ်တာလည်းဖြစ်နိုင်တယ် inflation point လည်းပါပြလို့ဆိုရင်ဖြစ်နိုင်တယ်ဘယ်ချိန်မှာ inflation point ဖြစ်သွားမယ်ဆိုရင်အဲ့ apply or ag ရဲ့ကိုပြန်စစ်လို့လက္ခဏာမချိန်ဘူးဆိုရင် inflation point ဖြစ်တယ်စောစောဟာနဲ့ရောမယ်ပြန်ပြောပြမယ်စောစောဟာ f double prime or h လက္ခဏာမပြောင်းရင် inflation point မရှိဘူးအခုက f ရိုးရိုး first derivative apply or ag ကလက္ခဏာမပြောင်းလို့ရှိရင် inflation point ဖြစ်တယ်ဖြစ်မှာနော်အားရနော်ကဲအဲ့တော့ဒီပုံစံတွေတွက်ဖို့အတွက်အရင်ဆုံးကျွန်တော်ဘာလုပ်ရအောင်လဲဆိုလို့ရှိရင် apply of h ကနေပြီးတော့ apply of h မှာ8တန်လို့ရှာ apply of h ကနေပြီးတော့ဗာလဲ8တန်လို့ရှာတနည်းအားဖြင့်ပြောမယ်ဆိုရင် apply of h မှာ8တန်လို့ရှာရတော့ critical point လို့ရှာလိုက်တာပေါ့ကွာကြည့်ကြည့်ကြွားရတာဆိုင်ရှာရတယ် အားရတော့သဘောပေါက်ပါနော်တွယ်နေမှာ၃ပုတ်ဆရာတွက်ပြအဲ့တော့သဘောပေါက်ပါဟုတ်တယ် A740 က find and classify the critical points of f y equal to h power 4 minus 4 h 2 5ကဲ critical critical point ကိုရှာပြီးတော့ဟမ် classify အမျိုးအစားပါလို့ပြရမယ်ဖွဲ့ပြရ critical point ကိုရှာတယ်အမျိုးအစားဖွဲ့ရဲဆိုတာ လိုကယ်မစီမံလားလိုကယ်မီနီမံလားဒါကိုဘာလို့ခိုင်းတာလဲဆိုတော့ဝယ်ထိုင်ဟုတ်ပြီအဲ့တော့လိုကယ်မစီမံဆိုရင်ကပြန်တော့ဆရာတို့ခုနကတင်လိုက်တဲ့ဥစ္စာက secondary victim နဲ့ရှင်းပြတဲ့အတွက်ကြောင့် secondary victim နဲ့ဘာလို့လဲမဆိုရင်ခွဲလိုက်ဟုတ်ပြီနော်အဲ့တော့ तू ကဘာမှပြောမထားတဲ့အတွက်ကြောင့်လို့ဆရာတို့က first three victim ဇရားဆွဲပြီးတော့တွက်လို့ကျွမ်းကြည့်မယ်ဆိုရင်အဲ့ကောင်လည်းတွက်လို့ရတယ် secondary victim နဲ့လည်းတွက်လို့ရတယ်ခွဲပြီးတော့မြင်မယ်ဆိုရင်တော့ခွဲပြီးတော့ဖြစ်ရတယ် အခုကကြိုက်ခံနေပြီလို့ရတယ်နော် second derivative ကိုရှင်းပြထားတာ second derivative နဲ့ဒီဘာဖြစ်ရင်လူကမစီမံဖြစ်မှာ f double prime of ag ရ less than 0ဖြစ်ရင်လူကမစီမံဖြစ်ပြီးတော့ f double prime of ag ရ0တက်ချီးမယ်ဆိုလို့ရှိရင်လူက minimum ဖြစ်တယ်ဟုတ်နော် okay ဆက်ဒီလို critical point ကိုဘာလို့လဲဆိုရင်ရှားလိုက်အဖို့ a equal to 8 power 4 minus 4 82 plus 5. Shake like that. Apply or H equal to 482 minus 28 square. Okay. Alors, ça nous dit là, bah, bah, les hauts. ပုံထုတ်ရမယ်ဆို 4a square ကိုပုံထုတ်ရတဲ့ဘေးက h minus 4 oh 3 h minus 3 okay ဒီတိုင်းထားရရထားတယ်။ဆရာအကျစ်ပါနေပြီ။တေဘယ်ဆွဲတဲ့အခါမှာဒါလေးကြီးကြီးဖို့ရိုးမှကြီးဖို့အတွက်ဒါလေးဒါလေးလုံးလိုက်ထားအခုကဆရာတို့တေဘယ်ဆွဲတယ်မလို့ second derivative ကနော်။အဲ့တော့ဒါကချက်ပြီးသွားပြီ။ချက်ပြီးသွားလို့ရှိရင် critical critical point ကိုရှာမှာဖြစ်တဲ့အတွက်ကြောင့်မို့ for critical point ပွိုင်းတွေအဲ့တော့ဒီကောင်က antifine ဖြစ်စရာမရှိဘူး။ equal to equal zero. to zero. And uh, four a square h minus three equal to, equal to zero. H, h equal, equal to zero or h equal to three. H equal to three. And uh, one. 换一下嘛，喏，换 h 是关注 zero 这个干嘛？f zero 关注 five，zero zero, zero. zero. five。 နောက်တစ်ခုက 1h equal to 3 1h equal to 3ဖြစ်တဲ့အခါမှာတော့အစားလေးတွဲလိုက်မယ် f of 3 equal to 3 power 4 minus 4 3 2 5အဲ့တော့3လေးတက်က81 81မိုင်းနဲ့3တုတက်က29 29လေးညီ108 108 plus 5အဲ့တော့ဒီကောင်လေးတွေကလည်းရှင်းလိုက်တော့86 တရား186ကိုလုံးမယ်ဆိုလို့22 minus 22 minus အဲ့တော့ critical point ဖြစ်တယ်0.5ရယ်3.5 minus 22အဲ့ critical point is အဲ့ critical point is point is 0.5 and 3.5 minus 22 ဟုတ်ပြီ critical point ရှာပြီးပြီးပြီးရင် classify လုပ်တော့မယ်အဲ့တော့ classify လုပ်ဖို့အတွက်တပယ် blind ကိုမလုပ်ရအောင်ဆိုရင်ရှားမှာပေါ့ဟုတ်လားနော်တပယ်ချိန်ရမှာဟုတ်လားအဲ့တော့ f double blind o h f double blind o h equal to တွဲ a စကွဲဟိုဒီကောင်းကိုပဲဆက်လို့ပါလို့လိုက်လို့ရှင်းလိုက်နော် 12 a squared minus 24 h ဒီပြီးလို့ရှင်ဆရာတို့ဒီကောင်ကြီးကိုအိတ်တံဖို့အစားသွင်းကြည့်လိုက်မယ်နော်မေတာတန်0ဖြစ်လားလက်တန်ဖြစ်လားဆိုတာခေါ်တယ်အဲ့တော့အဒီလူတို့ဆရာတို့အိတ်တံဖို့ဘာကိုတွင်းလိုက်လဲတစ်ခုရှိတာဆိုတော့0ကိုတွင်းလိုက်အဲ့တံပိုး0ကိုတွေ့လိုက်တဲ့အခါမှာ f double prime of h ကြီးက0 0ဖြစ်ပါတယ် F double prime ရော A ကြီးက0ဖြစ်သွားပြီဆိုလို့ရှိရင် second derivative တက်ကြီးက fail ဖြစ်သွား fail ဖြစ်သွားလို့ရှိရင်ဆရာတို့ဘာလုပ်ရမလဲ first net ပြန် first net ပြန်ဆရာအဲ့တော့ F double prime ရော A ကြီးက0ဖြစ်သွားတဲ့အတွက်ကြောင့်လို့ second derivative တက်ကြီးက fail ဖြစ်သွားဒါကြောင့်လို့ဆရာတို့ဘာလဲပြန်ဆရာ

နေရာရဲ့ဇီရိုတက်ကြီးရဇီထိုးတက်ကြီးတာလို့ပြောလို့မရဇီရိုတက်ကြီးလို့ရှင်ဆရာတို့ဒီဘက်နေယူရောက်ပါမှာဟောဒီညမှာဘာရှိနေသေးလဲဆိုတော့3ဆိုတာရှိတယ်ဇီရိုတက်ကြီးတယ်လို့ပြောလို့မရနော်ဇီရိုတက်ကြီးတယ်ဆိုဟိုဘက်နေရောက်ပါမှာဒီမှာ3ရှိတယ်ဆိုတော့နောက်တစ်ခုဆရာတို့အင်တာဘေးကဘာဖြစ်လဲဆိုတော့ဟုတ်တယ်ဇီရိုနဲ့3ကြားမှာအိတ်ရှိမယ်လက်တန်လက်တန်ဒီခုနဲ့ဆရာတို့စဉ်းစားဘယ်မှာစဉ်းစားမလဲ first derivative apply or aim ပြန်ပြီးတော့ chest လုံးဟာကဲ afra တော့အဲ့မှာ0ထက်ငယ်မယ်ဆိုတော့ -1 ပါ -1 ပါ afra ရောအဲ့ဒါတော့ဒီမှာ -1 တွေ့လိုက်မယ်ဆိုလို့ရှိရင် -1 နဲ့ -1 ဘာရ -1 ရ -1 ရမယ်နော်နောက်တစ်ခု0နဲ့3ကြားဆိုတော့အလွယ်ကူဆုံးမှတွေ့လိုက်မယ်1 2တွေ့လိုက်ဒီမှာ1 2တွေ့လိုက်မယ်ဆိုရောဘာရ -1 လက္ခဏာ change change အဲ့တော့ဆရာကဘယ်လိုရေးမလဲဆိုရင် one h ကလက်တန်0ဒီမိုင်းအခါပါ apply of a g ဟာဘာဖြစ်လဲဘာရလဲဆိုတော့ minus minus ဆိုတော့ဘာဖြစ်လဲ0တဲ့ဒါရဲ့မနော်ဟုတ်နောက်တစ်ခု one 0လက်တန် h လက်တန်3အဘဆောက်တင်လိုက်ရဲ့ apply of a g ဟာဘာလဲရဘာရလဲ ဲ့တော့ minus ပဲရတယ်ဆိုတော့ less than 0 0အဲ့တော့ apply of age ရဲ့လက္ခဏာကမချိန် minus minus တွေဖြစ်နေတဲ့အတွက်ကြောင့်ဒီကောင်က local maximum လည်းမဟုတ်ဘူး local minimum လည်းမဟုတ်ဘူးねဘာဖြစ်သွားလဲဆိုလို့ရှိရင်အဲ့ရမှတ်ကြီးက inflation point ဆိုတာဖြစ်သွားဟုတ်နော်အဲ့တော့ဒါလို့ဒီကောင်ကဘယ်မှတ်ကြလဲဆိုရင်0.5ဆိုတဲ့မှာက inflation point ပါတဲ့။အဲ့တော့ခုကြောင့်0.5 is 画一一颗星，画一颗星，挂，画啥？哪个宝贝对象、啊嗯？嗯、你猜猜喽，谁宝贝对象？哪个宝贝对 three 对象，哎呦，F，F 是说李李子嘛？F 特别不赖哦。你瞧嘛，猜猜看，这是哪？这是哪？喏。 ဆရာကအဲ့ကလေးပြနေဆရာကဘာပြောလိုက်လဲဆိုရင်0 0ပြောလိုက်ဟာ0ပြောအဲ့တပဲပလိုက်တော့ကျွန်တော် h ကဘာပြောလိုက်လဲဆိုရင်3ပြောလိုက်လဲဆိုရင်12 into 3 3 square minus 24 into 3 into 3အဲ့တော့ဒီကောင်ကဘာပြောလဲ9စနစ်9ဒီ108 minus 24 3ဒီ82 82 92ကိုနှုတ်လိုက်တော့ဆရာတို့ဘာရမလဲသူတို့ရှင်တတိ 36 36 8f double prime of 3 f double prime of 8ဆိုတာကဘာဖြစ်လဲဆိုတော့0တဲ့36ဆိုတော့0တဲ့ဘာလဲ0ကြီး0တဲ့ကြီး f double prime of h ဒီနေရာမှာ f double prime of c c ဆိုတာကတတိယမှာဘာတန်ဖိုးလဲဆိုရင်8တန်ဖိုးဒါလေး c c လို့ပြောတာဒါလေးနော်ဆရာ c လည်းမသုံးဘဲနဲ့ဒီနေရာတွေမှာအမ်ဆရာတို့ နှုတ်တွေပြီးတဲ့အခါမှာ app double prime ကို8တင်းနဲ့ပဲထားရယ်နော်ဟုတ်ပြီ8ဆိုတာလည်း C ပဲနော်8တန်ဖို့အဲ့တော့ app double prime က8ရ0တဲ့ကြီးသွားတဲ့အတွက်ကြောင့်မို့ဒီကောင်က local minimum ဖြစ်မလား local minimum ဖြစ်ဟုတ်ပြီဖို့ကြောင့်ဖဲပွင့်ဖဲပွင့်3,22ဆိုရပါတယ်။ A A local minimum minimum ။အားလို့လဲ F the priority ကြီးတဲ့ကြီးတဲ့တို့ကြောင့်လိုခဲ့ဒါလည်းဒါလည်းမလို့သူလက်ဆိုင်တဲ့ Mr. Sa number 2ကိုပြောလိုက်နော် Mr. Sa number 3 number 2က find and classify the critical points of the following fashion upper fashion ရဲ့ critical point ကို find ရှာပြီးတော့ classify အမျိုးအစားဖွဲ့ပြရမယ် လိုကယ်မစီမံလားလိုကယ်မီနီမံလားဆိုပြီးဖွက်ပြလိုက်အဲ့မှာနံပါတ် A ကခေါင်းက example 14နဲ့တပုတ်ထဲဖြစ်တဲ့အတွက်ကြောင့်မလို့မတွက်တော့ဘူးနံပါတ် B ကိုဆရာလို့တွက်လိုက်ဒီ user critical point ဆိုတာလေးကိုရှာလိုက်။ Gbra ရော H ကွက်ဒီ 5h power 4 minus 5။ဒါတော့ဘာဘောဘူးလိုက်မသိဘူး။ဘာကိုဘောဘူးလိုက်မသိဘူး။8 power 4 minus 1။ဟုတ်ပြီနော်။ ကဲအဲ့ဒါဆိုလို့ရှိရင်ရနေပြီးတော့ critical point ကိုရှာမယ် for critical point အဲ့တော့ဆရာတို့ underline ဖြစ်စရာမရှိဘူး g prime of 8ကို0နဲ့ညီလိုက်တယ်ဖာ8 power 4 minus 1 equal to 0 h equal to h equal to 1 plus or minus 1ဘာဖြစ်လို့ဆိုစုံတဲ့ဖြစ်နေရော plus or minus 1လဲเนาะအဲ့တော့ critical point ကိုရှာလိုက်မယ်1 玩爱西乖都玩的来干嘛？只要玩，一乖都把别别玩，买了发，买了发，只要买就发呀。玩，玩，爱西乖都买了玩就来干嘛？只要买了玩，买了玩，买了不啦？不啦？哪？哪？不啦？发什么玩意？ 9ဟုတ်မှန်းနဲ့ဝင်သွင်းလိုက်လို့ရှင်ပါရမယ်သူစီ9 9ရဒါဆိုရင် critical point ညာ the critical point point the point r r 1,1 and ဘာဖြစ်လဲ my my နဲ့1,9 the point ကဲအဲ့တော့ဆရာတို့ကဒီကောင်က local maximum လား minimum လား တိနိုင်ဖို့အတွက်ဆရာတို့မလုပ်လိုက်နဲ့ဆိုလို့ရှိရင်တဘဲ600 G တဘဲ sorry ပါနဲ့ G တဘဲ by of h equal to အဲ့ဒီလေ28 28 28 28 28 28 28အဲ့တော့ကျတော့ဒီ U ရဲ့အစ်တန်မိုဒီတခုဘာအောင်စားသလဲလို့လဲ one ကိုစားသလဲလို့1ကိုစားသွင်းလိုက်တဲ့အခါမှာဆရာတို့ဘာရသွားနေလဲ G double fly of 1 ဘာဖြစ်သွားမလဲ20 20ဆိုတော့ဘာဖြစ်လဲ0ရက်ကြီးရယ်0ရက်ကြီးရယ်ဆိုတော့ဒီကောင်ကဘာဖြစ်လဲ local ဟုတ်ပြီ local minimum quality ကဘယ်တော့ရဲ့ဆိုရင်1.1 1.1ဆိုတဲ့ quality က is a local minimum ဟုတ်ပြီနောက်တစ်ခုမှတ်တစ်ခုရှိသေးတယ်အဲ h equal to 0ပါလေ မိုင်းနဲ့1မိုင်းနဲ့1တွေ့လိုက်တဲ့အခါမှာ G double fly ရောမိုင်းနဲ့1ကိုတွေ့လိုက်တဲ့အခါမိုင်းနဲ့20မိုင်းနဲ့20မိုင်းနဲ့20ဆိုတာလက်တန်0 G double fly ကလက်တန်0ဖြစ်မယ်ဆိုရင်ဒီကောင်ကဘာဖြစ်မလဲ local maximum ဖြစ်မယ်ဒီမှာကြည့်ရဖြစ်ပါလေဆိုရင် -1.9 -1.9 တွေ့အမှတ်ပြရ is is local minimum minimum maximum maximum ားတယ်ဗျာနော်ဟုတ်ပြီနံပါတ် C H O H H O H equal to H E power minus H ရှင်းလိုက်မယ်တကယ်လေး H ဘာလို့လာလဲညောက်တာညောက်တာရှင်းထားနောက်ရှင်းအပေါင်းနောက်ထားရှင်းရှင်း H ထားရှင်းထားနောက်ကိုရှင်းတော့ E power minus H ကိုရှင်းရင် E power minus H ပဲအပေါ်က minus H ကိုထပ်ရှင်းလိုက်တော့ minus 1ဟုတ်လား နောက်ထားရှိရှိနောက်ကိုသွားမယ်ဥပါဝါမိုင်းနဲ့အေးရှေ့ကိုရှိလိုက်လို့ရှိရင်ပါရမယ်ပူစီသွားဟုတ်ပါအဲ့ဒီမှာအပေါင်းရဲ့တစ်ဖက်တစ်ချက်မှာရှိတာရဲ့အုံပြောက်တာအဲ့တော့ဆရာတို့ဘာလို့ဘုံထိုးလိုက်ရင်ရမလဲဆိုလို့ရှိရင်ဥပါဝါအေးဥပါဝါမိုင်းနဲ့အေးကိုဘုံထိုးလိုက်လို့ဆိုလို့ရှိရင်မိုင်းနဲ့ h black 1ဒါနားလည်မလားနားလည်ပါနားလည်မလားဒါကတခါရှိတာ။ဘာလဲ H plus 1ခါရှိတာ။ အဲ့ဒါနေပြီး critical point ကိုရှာမယ် for, for critical point အဲ့တော့ဆရာတို့ enterprise ဖြစ်ကြရမရှိဘူး h prime or h h prime or h equal to 0 p H, minus h minus h plus 1 equal to 0ပေါ်ကြပြီးတော့ဆိုင်းတော့0အဲ့တော့ minus h plus 1 equal to ဘာဖြစ်လဲဆိုရင်1ဘာသိချင်လဲ ဘာပဲရမယ်အိတ်တံမိုးလေးတစ်ခုပဲရနော်အိတ်တံမိုးလေးတစ်ခုပဲရမယ်ဆိုတော့ဆရာတို့ဘာလုပ်လိုက်မလဲ1 a equal to 1 quan ရှာလိုက်မယ်1 h equal to 1ဖြစ်တဲ့အခါမှာ h of 1 equal to 1 equal to 1 a power 1 a power 1အဲ့တော့ဆရာတို့ဘာဖြစ်မလဲဆို1 by e ပေါ့1 by e 1 by e ဟုတ်လားနော်အဲ့တော့ quan လေးက the critical point is the critical point is y is 1 comma 1 by e critical point ဒီခုရတာကျွန်တော် classify လုပ်ဖို့အတွက် double blind ကို double ချိန်ရအောင်နော် double ချိန်ရအောင် h double blind of h equal to ဒီကောင်တစ်ခုကလည်းဘာဖြစ်နေရလဲဆိုရင်ညှောက်တာညှောက်တာရေရှည်သားနောက်ရှည်ပေါ့နောက်သားရှည်ရှည်အဲ့တော့ရှည်သားမယ် e power 8 买那 A，买那 A，西餐没？哪个西？哪个西来得干嘛？保养来西？买那 A 不西面子？买那玩意哟，爸。爸，西餐哪个西？爸，哪个西？买那 A 不那玩意？西欧西没？伊巴话买那 A 不西，伊巴话买那 A。啊，不过买那 A A 级有特色没西？买那玩意。 တော့ဆရာတို့ဒီမှာဘာကိုပုံထုတ်ရအောင်လဲဆိုရင် e power minus x ကိုပုံထုတ်မယ်ဆိုရင်ဒီမှာက minus 1ကျန်တယ်ဒီမှာကဆရာတို့နှောင်းလိုက်မယ်ဆိုရင် minus နဲ့ minus နဲ့နှောင်းလိုက်တော့ဘာရမယ်ဆိုရင် plus plus h ကောင်းတယ်ကောင်းတော့ plus h ကောင်းတယ်ကောင်းတယ်နှောင်းလိုက်တော့ minus 1 minus 1အားလည်းမနော်အားလည်းပါအဲ့တော့မှာ e power minus h h minus 2 h minus do ဆိုတာရအောင်ဟုတ်ပြီဒါနှစ်ခါရှိကဲအဲ့နှစ်ခါရှိတဲ့ဂျန်ဘူမှာအစ်တန်ဘူလေးတွေဆရာအစားပေးကြအောင်အဲ့အဲ့ရှိအစ်တန်ဘူတစ်ခုရရှိအစ်တန်ဘူ1ဖြစ်တဲ့အခါမှာ e h double blind ဟော1 1 equal to e power minus 1 1 minus 2ဟုတ်အဲ့ဒါဘာလဲဘာလဲ1 minus 1 by e ဟုတ် minus 1 by e ဆိုတာ minus ဆိုတာသေချာနေပြီဒီကောင်ဆိုတဲ့ငယ်တယ်0တဲ့ဘာဖြစ်နေလဲဆိုရင်ငယ်နေ minus ဆိုတာ0တဲ့ငယ်နေပြီကဲ0တဲ့ငယ်ပြီဆိုရင်ဒီကောင်ကဘာဖြစ်မလဲ local maximum maximum ဖြစ်တယ်ဘယ်မှာကဖြစ်လာလဲဆိုအမှတ်တစ်ခုပဲရှိတယ်1.1 1.1 1.1 1.1ဆိုတဲ့အမှတ်ကလေးက is a local minimum maximum maximum